မင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောတိရိစန္ဒာဒေဝီတို့အမိရတဲ့ဝတ္ထုကို အပိုင်း၆အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတိရိစန္ဒာဒေဝီအပိုင်း၆မေတ္တခံကသူတို့နှစ်ယောက်သည် အောင်နမယင်းဆိုတာမြင်းတဲ့သူတိုင်းကယုံပါတယ်ဟူသောစကားဖြင့်ကြိမ်မှန်ကြီးထဲမှာကြိခိုင်းလိုက်သောအခါစိတ်မပါလက်မပါဖြင့်ကြိလိုက်မိသောကိုတတ်နိုင်သည် အလွန်အမင်းအံ့ဩခြင်းဖြစ်သွားရလေသည် မေတ္တခံပြောသည့်အတိုင်းပင်သူတို့နှစ်ယောက်သည် မောင်နှမအရင်ဟုပြောနိုင်လောက်အောင်ပင်ရုပ်ရည်ချင်းတူးညီနေသည်ကို တွေ့ရသည်ထို့ထက်ပိုပြီးကိုတတ်နိုင်အံ့ဩကြခြင်းမှာမိခင်မျက်နှာနှင့်တူတူကိုရင်းရင်းနှင်းနှင်းတွေ့ဘူးပါလျက်မစင်စားရပဲဖြစ်နေခဲ့ခြင်းသည်မှန်ထဲမှာမေတ္တခံမျက်နှာကိုတည်တည်ချာချာတွေ့ရကြည်ရမြင်ရသောအခါမေတ္တခံသည်ဓာတ်ပုံထဲမှာရှိနေသော သူ့မိခင်မျက်နှာနှင့်ချွတ်ချွတ်တူးနေသည်ကိုတွေ့ရသောအခါမှာ စိတ်ထဲမှာရှင်းသွားလေသည်ကိုတန်းနိုင်သည်မေတင့်ခိုင်မျက်နှာကိုမြတ်တာမခတ်အောင်ပင်စိုက်ကြည့်နေရမှာစိတ်ထဲတွင်ဝမ်းသာခြင်းဝမ်းနေခြင်းလွမ်းဆွတ်ပူဆွေးခြင်းတို့ကိုတပြိုင်တည်းထဲခံစားရတယ်လို့ဖြစ်သွားသည်ဗုဒ္ဓဘာသာတရားတော်တွင်တန်တရားဝယ်ကျင့်လေခြင်းတစ်ခုသောဘဝမှာတာမိတော်ဆက်ခဲ့တော်လေတစ်ခုသောဘဝမှာဘာမှမတော်ဆက်ပဲဖြစ်နေခြင်းသို့မဟုတ် ဆွေမျိုးမောင်တော်မှတူအေးတော်ဆက်နေခြင်းစသဖြင့်ဘဝများစွာကျင်လည်ပုံကိုပြထားသည်အရှားမဲ့သောဘဝမှာပြန်လည်တွေ့ဆုံပါလိမ့်ဘဝဟောင်းကမေတ္တာစေတနာသည်ဘဝအတိတ်သို့လိုက်ပါလာပြီးထူးထူးခြားခြားတန်ရောစဉ်တွေ့တဲ့အကြောင်းကိုလည်းပြဆိုထားသည်မေတ္င့်ခိုင်သည်ငယ်တင်ကပင်ကိုတတ်နိုင်ကိုသွေးမဆက်ပါပဲလျက်နှင့်ထူးထူးခြားခြားခင်မင်တွေ့တာလာခဲ့သည် ကိုတတ်နိုင်ကိုကျင်နာရှိခင်လာခဲ့သည် သူမိဘတွင်စိတ်တဘောနှင့်စန့်ကျင်ဘက်ဖြစ်လာခဲ့သည်မေတ္တေခိုင်၏စိတ်တဘောထားကိုတည်သောကြောင့်ကိုတက်နိုင်ကလည်းဥပခိုင်နှင့်ဒေါ်လာတင်တို့ကိုစေတနာကိမ့်မဲ့လျက်နှင့်သူ့သမီးလေးမေတ္တေခိုင်ကိုရှစ်ခင်လာခဲ့သည်အံဩလောက်အောင်ပဲမေတ္တေခိုင်ရုပ်ရည်ကလည်းကိုတက်နိုင်နှင့်ရောကိုတက်နိုင်အမေနှင့်ရောတူးနေသည် ကိုတက်နိုင်သည် မေတ္တေခိုင်ကိုစစ်စစ်ကြည့်နေရင်းမှဒီကောင်မလေးဟာငါအမေဝင်စားတာများဖြစ်နေလေရောမလား ငါနဲ့အနည်းဆက်ဆုံးလေမယားကမွေးထားတာလည်းဖြစ်တယ်။ငါ့အမိနဲ့ရုပ်ရည်ချင်းကလည်းရှွတ်ဆွတ်တူးနေတယ်။ငါ့ကို သူခလေးဘဝကလေးကခင်တွယ်လာတယ်။အမေတေကန်ဒီမှာငါ့ကိုစိတ်ဆွဲပြီးမေတ္တကံဖြစ်နေလူဘဝကို ပြန်ရောက်လာတယ်လို့ဆိုရမလား။ဘာပဲဖြစ်ဖြစ်ငါ့အမိနဲ့တူတဲ့လူငါအနားမှာရှိနေပြီ။ဟုတ်စိတ်ထဲက တွေးကမိခင်ကိုတတိယတည်နေအမ ्या မိခင်ကိုမမြင်ဘူးလိုက်တော့လေ မိခင်ဓာတ်ပုံနဲ့တူတူမေတင့်ခံကိုသူ့မိခင်လိုလိုလေးလေးနက်နက်သဘောထားလိုက်သည်သို့တော်သူ့စိတ်ထဲမှာရှိနေသည်ကို ဖွင့်မပြောပဲညီမလေးလိုက်ရှင်နေဆိုရင်လည်းလိုက်ခဲ့တာပေါ့မိမသားတယောက်အနေနဲ့ကိုရဲကြုံရင်တက်လွန်ကောင်းကိုလိုတယ်ဒါကြောင့်ကိုကိုကိုကာကွယ်နိုင်အောင်ဓာတ်ကိုတော့အမြဲဆောင်ထားရလိမ့်မယ်ဟုကြည်ပြူစွာပြောလိုက်တော့အခါမေတင့်ခံသည်ဝမ်းသာလုံးသောကြောင့်ကိုကိုတက်တကယ်ခေါ်မှာနော် ဟုတ်လားဒီလိုဆိုရင် ညီမလေးဘာကိုပဲလှုပ်လှုပ်ကိုကိုသက်စိတ်တန်းကြအောင်ဖြည့်ရပါစေမယ်ဟုဝမ်းသာအာရပြောချသည် ကိုသက်နိုင်သည်လူချင်းလုံးဝမတွေ့ပဲစာပြန့်သာဆက်သွယ်နေခဲ့သည့်ရှစ်သူမြတ်ထံသို့ရဲရဲပင်သွားလေသည်ကိုသက်နိုင်၏တည်တံ့သောအခြေအနေကိုကြားသိကြပြီဖြစ်သောမြတ်မိဘများကယခင်အချိန်လိုတင်းမာခြင်းတိတ်မရှိစေကမူမိဘမျိုးရွယ်ဇာတိကိုတေချာစွာတည်ရမှလက်ထပ်ခွင့်ပြုနိုင်မည်ဟုပြတ်သားစွာပြောသည် ကိုတန်နိုင်ကလည်းကြီးမားသောမာနစိတ်ဖြင့်မျိုးရိုးဇာတိကိုစုံစမ်း၍မတိရလေ။မြတ်ကိုလက်မထက်ပဲဆုံးလွတ်မည်ဟုခိုင်မာစွာပြောခဲ့သည်။မိဘနှင့်ရှိသူကြားမှမျက်ရည်ကြားရချာသောမြတ်ကိုမူကိုတန်နိုင်ကအသေးခိုက်အောင်ပင်ကျင်နာတနာမိသည်။သို့တော်သူ့ရည်ရွယ်ချက်ကိုအောင်မြင်အောင်ကြိုးစားရပေလိမ့်မည်။အလုံးသွာလာရေးအတွက်ပြင်ဆင်ပြီးသောအခါမှာ ကိုတန်းနိုင်ကသူတို့မောင်နှမအကြံစီရွေချက်ကိုတင်မောင်အေအာဖွင့်ပြောလိုက်သည်မင်းကိုတော့အားနာပါတယ်တငယ်ချင်းရာငါမရှိတဲ့နောက်ပိုင်းမှာငါကငဲ့ပြီးစီးပွားအပြတ်ခံဆောက်မနေနဲ့မင်းစိတ်တိုင်းကြကြိုက်တဲ့ဆရာဝန်တယောက်နဲ့တွေ့ပြီးစေကန်းကိုဆက်တာဖွင့်ပြီးတော့ကိုတန်းနိုင်ကဆုံးပြချက်ကို ပိုင်နိုင်သောအကောင့်ထဲပေါ်သည့်စကားကိုပြောတော့အခါတင်မောင်အေးကလေးလေးစားစားနားထောင်နေသည်ကိုတန်းနိုင်ပြောရဆုံးသောအခါတင်မောင်အေးက ကိုတန်နိုင်တို့မောင်နှမအဖို့အားတက်စီမိစကားကို ပြောလိုက်သည်ငါကလည်းငါကိစ္စမင်းကိုတိုင်ပင်မလို့လာတာမင်းကမင်းတို့အစီအစဉ်ပြောပြနေတာနဲ့နားထောင်နေရင်အကြံရတာလေဟုတ်တင်မောင်အေးကပြောသည်မင်းကိစ္စကဘာလဲတကယ်ချင်းကိုတန်နိုင်ကမေးသည်သူတို့နှစ်ယောက်စကားပြောကြသည့်အချိန်တွင်မိတင့်ခိုင်သည့်အနားပါမှရှိချေထို့ကြောင့်နှစ်ယောက်သာစိတ်ရလက်ရှာပြောနိုင်သည်မင်းကလည်းမင်းအကြောင်းနဲ့မင်းအိမ်နာမပြူသေးတာကို့မှငါသိရရဲ့ ငါကလည်းအခုထက်တိုင်မိမမอยู่သေးပဲလှုပ်လှုပ်လက်လက်နေတာဘာကြောင့်လို့မင်းထင်းတယ်လဲတေမောင်အေးကမေးတော့အခါကိုတက်နိုင်ကမင်းကစီးပွားရေးသမားပဲလူတကူမှာစိတ်ဝင်စားမှုတစ်ခုရှိကြတယ်တော့မဟုတ်လားငါစိတ်ဝင်စားမှုကြောင့်ငါအိမ်အောင်ရေးစိတ်မကူးတယ်လို့မင်းလည်းမင်းငွေရဖို့စီးပွားရေးစိတ်ဝင်စားနေတာကြောင့်အိမ်အောင်ရေးကိုမေ့နေတာဖြစ်မှာပေါ့ဟုတ်သူစိတ်နဲ့နှိုင်းပြီးဖြေလိုက်သည်မင်းပြောတာမှန်တယ်လို့တော့မှန်တယ် ငါကစီးပွားရေးတမားပြပြီငါအိမ်တော်ရှင်မကလည်းငါလိုပဲစီးပွားရေးကိုလုံးပန်းစေခြင်းနဲ့စီးပွားရေးကို မလုံးပန်းသည့်တိုင်အောင်စစ်စစ်စီစီတုံးစားဝတ်ဆင်ပြီးတည်တည်ဝင့်ဝင့်နေတတ်တဲ့မိမမျိုးကိုမှလိုချင်တာအခုတော့မေမေနဲ့ဖေဖေကဘလို့စိတ်ကူးရပြီးကြော့ကြော့လေးနဲ့မိန်းကလေးကိုသဘောကျနိုင်မှမသိပါဘူးကွာမေမေတို့ကစကားကမ်းလိုင်းအောင်ရှိသည်မိမဘက်ကရဲစရာကောင်းတဲ့အရေးဆိုချက်တွေပြောလာပြီလေဘလို့အရေးဆိုလို့လဲ ကိုတန်နိုင်ကမေးသည်ငါမော်တော်ကားဝင်ငွေနဲ့စေကန်းဝင်ငွေကို သူတို့ကဇရားကြကြတော့ချက်ထားပြီးကြပြီတန်နိုင်ရဲ့စူဆောင်းမိသားငွေကိုသူတို့လက်ထက်အားလုံးအပ်ပေါ့နိုင်ငံလာကိုကြီးကြီးကျယ်ကျယ်ဆောင်းပါကိုနောက်ပြီးမော်တော်ကားအငှားလိုက်မောင်းတာကိုလည်းဂုံငယ်တဲ့အလုံးဖြစ်လို့မမောင်းရဘူးတဲ့သူတို့ကုန်ရှိအောင် စေကန်းကိုအခုထက်တိုးချက်ဆရာဝန်တွေထက်ငါညအိမ်ညနေလူနာလက်ခံစေကူကန်းတွေပါလို့ ငါကသူတို့စိတ်တိုင်းကြဖြစ်အောင်ဆောင်ရွက်ပေးပြီမိမနဲ့သူ့ဆွေမျိုးတွေက စတိုင်နဲ့ထိုင်ပြီးငွေသိမ်းမယ်ပေါ့ကွာသူတို့စီမံကိန်းကြီးပြောပြကြတဲ့ကငါညွန်လိုက်တာမှာမိမိဘတွေကလည်းသဘောကျတာပဲလားကိုတက်နိုင်ကမေးလိုက်သည်သဘောကျကြတာပေါ့ငါမိဘတွေယူဆချက်ကငါဒီအတိုင်းနေရင်မော်တော်ကအငှားလိုက်မောင်းနေရင်မတင့်တော်တဲ့မိမနဲ့ရာသွားမှာကိုစိုးရိမ်နေကြတာကြားပြီအခုမိန်းကလေးကငါမိဘတွေရဲ့တငယ်ချင်းရဲ့တမိကွာ တင်မောင်အေးကအေးမြသာပြောပြီးစကားဖြတ်ထားလိုက်သည်တင်မောင်အေး၏မိဘတွေက အေးမြအပူတစ်ပြင်းမိမပေးစားခြင်းကြသည်မှာအကြောင်းရှိသည်ကိုတက်နိုင်နေထိုင်သောအခန်းကိုမေတင့်ခံရောက်နေကြောင်းတိရပီးသည့်နောက်မှာအလौဆက်တူဖြစ်၍အဆက်အသွယ်မကင်းနိုင်သောကြောင့်ကိုတက်နိုင်ရှိရာသို့အမဲလိုလိုသွားနေရသောတားတင်မောင်အေးအတွက်ယထမအေးနိုင်ဖြစ်နေသောတင်မောင်အေးမိဘပေသည်သူတို့သားကိုမေတင့်ခံနှင့်ရည်စွန်းသွားမည်ကိုစိုးရိမ်နေကြသည် တင်မောင်အေးကိုလည်းဖွင့်ဟတတိပေးနေကြသည်တင်မောင်ရဲ့အတွက်တင့်တော်မြေချွေးမလောင်းကိုရှာကြည့်ကြသည်မှာကြာပြီယခုသူတို့သဘောကျမင်းကလေးကိုတွေ့ကြခြင်းဖြစ်သည်ဤအကြောင်းကိုမူတင်မောင်အေးကကိုတက်နိုင်ကိုဖွင့်မပြောချေကိုတက်နိုင်နဲ့မေတင့်ခိုင်တို့မောင်နှမအရင်းတို့နေထိုင်ကြသည့်အပြင်တီတီငင်ငင်ဖြစ်နေသောမေတင့်ခိုင်ကိုအားနာသောကြောင့်စကားဖြတ်ထားလိုက်ခြင်းဖြစ်သည်အဲ့ဒီတော့မင်းဘာလုပ်မလဲကိုတက်နိုင်ကမေးသည် ဒီမိန်းကလေးကိုဖေဖေနဲ့မေမေသဘောကျပြီမဲ့ငါကြည့်မရဘူးတတ်နိုင်ရည်သူ့လင်တော်မဖြစ်ရသေးဘူးအခုတည်းကချုပ်ချယ်နေပြီဟာအိမ်တော်ကြီးကောင်းနိုင်ပါအောင်မလားငါလွတ်လွတ်လပ်လပ်နေခြင်းနဲ့စိတ်ရှိတို့လာကသာအလုပ်တော်မလုပ်ပဲငါစီးပွားရေးကိုငါလွတ်လွတ်လပ်လပ်လုပ်နေတာပဲမေမေတို့စကားမလုံနှင့်အောင်အလိမ္မာဖတ်ပြောခဲ့ပြီမင်းတို့မောင်နှမခရီးထွက်ရာကိုစိတ်ပြေလက်ပြလိုက်ခဲ့ခြင်းနဲ့ ရန်ကုန်မြို့ထဲမှာမော်တော်ကားမောင်းနေရတာနဲ့တော်တော်ကြီးငွေ့စရာကောင်းနေတော့အကြီးပြေပေါ်တငယ်ချင်းရာတင်မောင်အေးကအားပါတရပြောနေသည်မိမိဘတွေကခွင့်ပြုပါမလားတော်တော်ကြာငါကချော့ခေါ်သွားတယ်ထင်ပြီးငါ့ကိုစေတနာပြက်ကြမုန်းကြရင်မကောင်းဘူးနော်နောက်ပြီးတို့မောင်တော်မသွားရမယ်ခကြီးကဘာလို့ကြာမင်းဆိုတာခံမှန်းလို့ရတာမဟုတ်ဘူးငါကလည်းဘသူမှ တွေ့တာငဲ့ညာစရာရှိတာမဟုတ်မင်းတင့်ခိုင်းဆိုတာလည်းမင်းသိတဲ့အတိုင်း သူ့အတွက်စိတ်ပူမယ်ဆိုတော့ငါကလွယ်ပြီးဘသူမှရှိတာမဟုတ်မင်းကနောက်ပိုင်းတွေ့တာတရားတွေရှိနေတယ်ဆိုတာလည်းပြန်စင်းစားပါအောင်တင်မောင်အေးဟာကိုတက်နိုင်ကအကျိုးအသိအကြောင်းသင်ပြောနေသည်တင်မောင်အေးသည်သူ့မိဘတွေခွင့်လို့ရန်တော်တော်ခက်ခဲရင်ရင်ပြောရမည်ကိုစဉ်းစားမိသည် မေတ္တိခိုင်ပါနေသည်ဟုသိလိုက်ရင်သူ့ကိုချက်ချင်းပင်အခန်းလှောင်ထားကောင်းလှောင်ထားပေးလိုက်မည်သူ့စိတ်သဘောထားနှင့်စန့်ကျင်ဘက်ဖြစ်နေသောမိန်းကလေးနှင့် မိဘတွေကအတင်းအကျပ်လက်ထပ်ပေးလိုက်မှာကိုတင်မောင်အေးကအစိုးရင်ကြီးစိုးရိမ်နေသည်နှိမ့်ချိတ်လာများလှုပ်လှလန့်လန့်နေလာခဲ့သောတင်မောင်အေးက သူကိုယ်တိုင်ကချစ်ကြိုက် ဆုံးမနေသောမိန်းမဖြစ်လျင်ကမြည်သည့်ရှိုးရင်းချက်ရှိစေကမူတိခါခွန့်လို့ပြီးလက်ထပ်နိုင်တော်လဲသူကိုယ်တိုင်ကလည်းမရှိထုတ်ကျဲသောစကားတွေကိုပြောနေသောမိန်းကလေးကိုမြည်သည့်နေနေမှလက်မထပ်လို့ပြီဖြစ်သည့်နေဖြင့်ရှောင်ထွက်ရန် စိတ်ကိုဆုံးဖြတ်ထားပြီးဖြစ်သည် ထို့ကြောင့်ကိုတက်နိုင်ကိုစကားပြန်လိုက်သည်ငါလိုက်ဖြစ်အောင်လိုက်မယ်ကွာမင်းမှငါနဲ့ပတ်သက်ပြီးဘာတောင်းဝန်မှမရှိစေရဘူးတခုပဲမင်းနှုတ်လို့ဘာကိုနှုတ်လုံရမှာလဲမင်းတို့မောင်နှမနဲ့အတူတူငါလိုက်လာတာကိုငါမိပါရင်မသိစေနဲ့ကိုရောက်တော့တို့မောင်နှမကဒုကိစ္စရှိရာကိုရှောက်သွားနေတော့မင်းကဘယ်နေရမှာဘသူစီမှာနေခဲ့ပါနဲ့တင်မောင်ကြီးကိုရောက်မှကြည့်စီစဉ်မယ်ကွာ အရေးကြီးတာကဒီမိန်းကလေးနဲ့လက်မထပ်ပြင်းအောင်ရှောင်ဖို့ပဲဒီလိုဆိုရင်မင်းဖြစ်စေငါတို့မောင်နှမနှစ်ဖြစ်စေတူဦးကကြိုတင်ထွက်ပါကောင်းနိုင်မယ်ကိုတန်းနိုင်ကပြောသည် ဟုတ်တယ်မင်းတို့ကြိုတင်မထွက်နဲ့ငါကြိုတင်ထွက်မယ်မင်းတို့အရင်ထွက်ရင်မင်းတို့နောက်ကိုငါလိုက်သွားတယ်လို့စဉ်းစားမိကြမှာမိဘတွေကိုအကြောင်းပြဖို့ငါစဉ်းစားထားတာတခုရှိတယ်အေးပါကွာမင်းအကြောင်းပြချက်ရုပ်တည်လည်းရှိမှရမှာနော် ရှိပါတယ်။ဆေးကမ်းမှာဆေးမလုံလောက်တော့ဘူးပေါ့။မော်လမြိုင်ဘက်သွားပြီးမှောင်ကူကုန်းတဲစီမှာဆေးကိုစောင့်ဝင်ရမယ်ပေါ့။ဆေးမလုံလောက်တဲ့အချိန်တွင်းမှာဆေးကမ်းကိုပိတ်ထားရမယ်ပေါ့။ဆေးကမ်းကိုပိတ်ထားတဲ့အချိန်တွင်းမှာမင်းတို့မောင်နှမလည်းဆွေဟောင်းမျိုးဟောင်းပြန်ချဖို့ဗန်မော်ကိုတွားကြလိမ့်မယ်ပေါ့။မင်းတို့ကအထက်ကိုတက်ငါကအခြေဘက်ကိုထွားဆိုတော့ငါရဲ့မိဘတွေတန်တရားဖြစ်စရာမရှိပါဘူးတတ်နိုင်။စိတ်ချပါတကယ်လို့တည်သွားသည့်တိုင်အောင် မင်းတို့မောင်နှမမှာဘာမှတောင်းဝန်မရှိစေရပါဘူးကွာတင်မောင်အေးကခိုင်မာစွာပြောနေသည်သူကိုယ်တိုင်က တိုက်တွန်းခေါ်ယူခဲ့ခြင်းမဟုတ်တော့ကြောင့်ကိုတက်နိုင်ကဘာမှကန့်ကွက်စကားမပြောတော့ပဲမင်းဆက်မင်းနိုင်ရင်တော့ကောင်းပါတယ်တကယ်ချင်းရမင်းသဘောအတိုင်းပါပဲဥသာပြောလိုက်တော့သည်အေးမင်းတို့မောင်နှမတို့တော့ငါကဒါမှဆောင်မှုတက်နိုင်ရင်ဒါပေမဲ့ငါကိုပိုင်နိုင်စင်နဲ့ကိုင်းနေတဲ့ပြစ်စိုးတို့တက်လက်တော့ယူလာခဲ့မယ် ။ဒါကအချိန်မရွေးလူပေါင်းစုံခားတဲ့မြလိုက်နေရတဲ့မော်တော်ကားမောင်းတော့မှာဆိုတော့အကာအကွယ်ဆောင်ထားရတဲ့တဏှန်းကကြည်စံအောင်လို့ရှိပါတယ်။ဝန္ဒအာရဖြစ်နေတော့တင်မောင်အေးကအာပါတရားပြောလိုက်သည်။မိဘတွေကိုမြေမြခက်ခဲရင်ရင် ခွင်တောင်းလာခဲ့ရသည်မသိ။တင်မောင်အေးတယောက်တော့ကိုတန်းနိုင်တို့မောင်နှမနဲ့အတူခရီးထွက်ရပါလာခဲ့သည်။အနေရထိုင်းအပြောဆိုအသွားလာမှလွယ်ကူပြီးဘေးကင်းရန်ကင်းဖြစ်စေရန် မေတ္တင်ခံကိုယောက်ျားလေးအတွင်ဖြင့်ဝတ်ဆင်စေလိုက်စေသည် မေတ္တင်ခံသည်သဖင်ကိုစံတိုကိုဝဲဖြစ်အောင်ဖျက်လိုက်သည်ဘောင်းမီရှင်နှင့်အိနှက်ဖတ်တဲ့ချက်အင်းကြီးကိုဝတ်လိုက်တော့အခါယခုခေတ်ယောက်ျားလေးတယောက်ဤအလုံးရဲ့အပြင်းအဆင်မျိုးဖြစ်နေသောကြောင့်မြင်းသူတွေတန်တရားဖြစ်เสียရမလို့ရှိပိုပြီးအဆင်ပြေနေသည်က မေတ္တင်ခံသည်ငယ်စဉ်ကနားမဖောက်ခဲ့သောကြောင့်နှစ်ပေါက်မရှိဘဲဖြစ်နေခြင်းဖြစ်သည် လိုအပ်သောပစ္စည်းအသုံးဆောင်စေဝါမှစပြီးအစုံနေယူလာခဲ့သည်ဒိုသုံးယောက်ဖို့ဘာပူစရာရှိလဲနေမကောင်းရင်ဆေးကုနိုင်တဲ့သူပါတယ်အစားအသောက်အတွက်စီမံတဲ့သူပါတယ်ဘေးစည်းကာရံဖို့အတွက်တနတ်ကင်တဲ့သူပါတယ်တို့ခရီးစဉ်ကတော့ချောမောပါလိမ့်မယ်တင်မောင်အေးကသူမနှင်းသက်သောမိမဘေးမှာအခိုက်အတန့်ကင်းဝေးခဲ့ရသည်ကိုဝမ်းသာသောစိတ်ဖြင့်ချွင်လန်းစွာပြောနေသည်သုံးယောက်သာရှင်ရှင်လန်းလန်းဖြင့် ဗမောမျိုးတို့ရောက်လာခဲ့ကြသည်ဒို၃ယောက်ဖို့အိမ်တွေရရတဲကိုနေထိုင်မဲ့နေရာကလေးတစ်ခုလောက်တော့ပရမအောင်ချာဖို့အရေးကြီးတဲ့တင်မောင်အေးကြီးဦးတန်းနိုင်ကပြောသည် သူတို့၃ယောက်လာခဲ့ကြသည်မှာမေတင်းခိုင်သည်စကားမပြောသလောက်ပင်နှုတ်ဆက်နေသည်သူတို့အတွက်ဆောင်ရွက်ပေးစရာဝေယဝိဆောက်ကိုမလဲဟင်းစရာအောင်ကိုမူဂယုဆိုင်တောက်ကင်ပေးသည်ကိုတန်းနိုင်နှင့်တင်မောင်အေးကမေးမြန်းပြောဆိုသည့်အခါများတွင်လည်းအတန်မကျဲပဲတိုးတိုးတက်တာပင်ပြန်ပြောသည် ညီမလေးနေမကောင်းဘူးလားဟုတ်နှုတ်ဆက်လုံးသောကြောင့်ကိုတက်နိုင်ကမေးသည်နေကောင်းပါလေကိုတက်ညီမလေးစကားများများပြောနေရင်ညီမလေးအတန်ကျင်းနေရင်ကြားရတဲ့လူတွေကညီမလေးကိုမိမဆိုတာရိပ်မိကုန်ကြမှာပေါ့ဒါကြောင့်ညီမလေးနှုတ်ဆက်နေတာပါမေတ္တခိုင်စကားကြားသောအခါမှာ တင်မောင်အေးရောကိုတက်နိုင်ရောထိုအချက်ကိုတတိထားမိကြက မေတ္တခိုင်ကိုကျေးဇူးတင်မိကြသည်မေတ္တခိုင်က တင်မောင်အေးကို သူငယ်စဉ်က ခေါ်သည့်အတိုင်းပဲအကိုအေးဟုခေါ်သည်တင်မောင်အေးကမေတင်ခိုင်အနေထိုင်ကိုလေးစားမိတော့ကြောင့်ရခင်ကဟဲ့ကောင်းပါလေးဟုခေါ်ဆိုတာကိုမခေါ်တော့ပဲကိုတက်နိုင်ခေါ်တယ်လို့ညမလေးဟုခေါ်သည်သို့တော့သူတို့နှစ်ယောက်စလုံးဒီအနားမှာအရှားသူတွေရှိလျင်မေတင်ခိုင်ကိုတက်နိုင်တဲ့လောက်စကားမပြောဘဲနေကြသည် မလွဲသာလုံးရင်ပြောစရာရှိလျင်ညီလေးဟုတုံးသည် အတုံးလုံးပြောင်းသူကိုမေတ္တခိုင်ကလည်းအကင်းပါစွာအစဉ်ပြေအောင်နေလိုက်သည်ယခုတဲခုကန်းကိုရှာရမှာသူတို့သုံးယောက်သလုံးအဖို့အထူးတပ်ဖြင့်မေတ္တခိုင်အဖို့လုံခြုံသောနေရာရရန်အရေးကြီးသောကြောင့်ကိုတက်နိုင်ကပြောလာခြင်းဖြစ်သည် ထမင်းဆိုင်ဒီဇိုင်းမှာထမင်းဝယ်စားရင်းမှာသုံးယောက်စာတဲခုကန်းဘယ်မှာရနိုင်မည်ကိုထမင်းဆိုင်မှာမေးမြန်းစုံစမ်းနေကြသည်ထို့သောထမင်းစားနေကြသောဇပွဲမှာအဝင်းတကားပဝဝနာတွင်ကပ်နေသည် ၎င်းအပြင်ပဲအုတ်ကုံပေါ်တွင်အဖွားဝူတယောက်သည်တောင်းတလုံးချကာထိုင်းနေသည်ထိုအဖွားဝူသည် သူတို့သုံးယောက်ဝင်လာသည့်အချိန်ကစပြီးသူတို့သုံးယောက်ကိုမျက်တောင်မခတ်စိုက်ကြည့်နေသည်ကိုကိုတက်နိုင်နှင့်တင်မောင်အီတို့ကတတိမထားမိကြချေမေတိခိုင်ကတဖြည်းလဲဘဝပြောင်းထားရသူဖြစ်တော့ကြောင်းသူ့ကိုမြည်သူကတန်တရာမျက်လုံးဖြင့်ကြည့်မိနေဟုသောတတိဖြင့်တွားရင်းလာ၏နေရင်းထိုင်ရင်းမှာအထူးကယူဆိုင်နေသည်ဖြစ်တော့ကြောင်း ထိုအဖွားကိုကြည့်နေသည်ကိုတတိပြုမိသည်။သူကလည်းဂယုဆိုင်ပြန်ကြည့်မိတော့ကြောင့်အဖွားအုံနဲ့မျက်လုံးချင်းဆိုင်မိသည်။ထိုအခါအဖွားအုံသည်သူတို့သုံးယောက်နဲ့သူ့ကိုအထူးစိတ်ဝင်စားစွာ ကြည့်နေသည်ကိုမေတ္တခိုင်ကတေချာစွာသိလိုက်။မေတ္တခိုင်ကပြန်ကြည့်လိုက်ပြီး၍အဖွားအုံနဲ့မျက်လုံးချင်းဆိုင်မိသည့်အချိန်ကစပြီ။အဖွားအုံသည်တင်မောင်အေးနှင့်ကိုတက်နိုင်ကို လုံးဝမကြည့်တော့ပဲ။မေတ္တခိုင်ကသာတဲတဲမဲမဲစိုက်ကြည့်နေလေတော့၏။ ထို့သောကြည်နေသည်ကိုမေတင့်ခိုင်ကတိုးတိတ်သောအတန်ဖြင့်ကိုတတ်နိုင်ကြားယုံမြတာပြောလိုက်သည်ကိုတတ်နိုင်ကရောတင်မောင်အေးကပါအဖွားအိုကိုလှည့်ကြည့်လိုက်မိကြ၏ထိုအခါအဖွားအိုသည် ထိုင်နေရာမှထလာပြီသူတို့သုံးယောက်ထမင်းစားနေကြသောဇပွဲနာမှာရက်လာ၏ခုနောက်သူတို့အမေးကိုမဆောင်မင်းအဖွားအိုကပြောလိုက်သည်ဒါတို့သုံးယောက်တဲခုဖို့နေရာမင်းများနေကြတာအမေးကြားတယ်တဲစရာမရသေးရင်အမေးအိမ်မှာလိုက်တဲကြပါလားကွယ် အဖဖို့အတန်ကရှိခင်ကျင်နာခြင်းလိုလားကြည်ပြူခြင်းတို့ကိုဖော်ပြသောအတန်ဖြစ်သည် အဖဖို့အတန်သည်သူတို့သုံးယောက်စလုံးကိုဘေးရန်ရပေးမိအတန်မျိုးမဟုတ်ကြောင်းအကဲခံမိသည်သို့တော့လူတယောက်ကိုယခုချက်ချင်းတွေ့မြင်ကမြဖြင့်ဖိတ်ခေါ်ခြင်းခံရကများဖြင့်ဘယ်ကူယုံစားရန်မတင်သေးကြောင်းသုံးယောက်စလုံးစဉ်းစားမိကြသည် အထူးသဖြင့်မေတင့်ခံကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးစတင်ခေါ်ငင်သည်မှာစဉ်းစားစရာဖြစ်နေသည် ို့ကြောင့်ကိုတက်နိုင်ကပြန်မေးလိုက်သည်အမေကဘမနေတာလဲဒီဆိုင်မှာထမင်းလာစားတာလားကိုတက်နိုင်အမေကို အဖွားအိုကပြေဆုံးသွားဖြစ်သည် အမေနေတာကမြို့ဆောင်မှာတရဲ့ရှမ်းဝိုင်းလေးနဲ့နေတယ်အမေကအိမ်တော်မရှိတားထောက်သမီးကမရှိဘူးသူတယောက်နဲ့နေတာသူကလည်းမိမဆုံးသွားပါပြီသူဤနေရာကိုကြက်ကလေးပဲကလေးမွေပြီးဟောဒီထမင်းဆိုင်ကိုကြက်ဥဘဲဥလာပို့နေကြဖောက်တယ်ပါ အခုကြက်ဥပို့ပြီးပြန်မဲ့ဆဲဆဲမှာတားတို့တော့ထမင်းဝင်စားရင်တဲခုစရာနေရမေးမြန်းနေကြတာကြားလို့အမေကစေတနာထားပြီးခေါ်တာပါ အဖွားကြီးသည်စကားပြောရင်းမှမေတင့်ခိုင်ကိုသာစိတ်ဝင်စားစွာကြည့်နေသည်ကျွန်တော်တို့ဘဲကလာမှန်းလူဆိုးမှန်းလူကောင်းမှန်းမသိပဲအမေကရမ်းခေါ်သွားလက်ခံထားပြီးနောက်အမှုခင်းလို့ကိစ္စမျိုးပေါ်လာတော့အမေဒုက္ခရောက်မှာမတွေးမှုဘူးလားတင်မောင်အေးကဝင်မေးလိုက်သည် တားတို့သုံးယောက်လူကောင်းတွေပဲဆိုတာအမေမြင်တာနဲ့အကဲခတ်မိပါတယ်အထူးသဖြင့်ဟောဒီတားလေအဖွားကြီးကစကားပြောရင်မေတင့်ခိုင်ကိုလက်ညှိုးညွန်ပြီးမှစကားဆက်ပြောသည်ဟောဒီတားလေးကို မြင်ရတော့အမေညမအရင်တို့ရှေ့ရတဲ့မိန်းမနဲ့တူလွန်းလို့အဲ့ဒီမိန်းမကိုမြင်အောင်လမ်းဆုံမိတယ်ဒီသားလေးနဲ့နီနီကပ်ကပ်စကားပြောချင်လွန်းလို့အမေအိမ်လာတဲကြပါလို့ခေါ်မိတာပါကွယ်တက်လွဲမထင်ကြပါနဲ့ အဖားဝကပြောရင်အတန်တုံးလာသည် အဖားဝစကားကြောင့်ကိုတက်နိုင်သည်ဂျင်းထဲမှာလှိုက်ခနဲဖြစ်သွားသည်ညီမလေးနဲ့တူတဲ့မိန်းမဆိုတော့ငါအမေများဖြစ်နေလိမ့်မလားဒီအဖားကြီးဟာငါအမေကိုကောင်းကောင်းသိခဲ့တယ်ဆိုရင်ငါစုံစမ်းနေတဲ့ကိစ္စဟာပြည့်ပြည့်စုံစုံသိဖို့မခဲရင်တော့ဘူးဟုတွေးမိသည်ကိုတက်နိုင်ကအဖားကြီးမျက်နှာကိုငေးကြည့်နေစဉ်မှာ အဖားကြီးကစကားပြောလိုက်ပြန်သည်တားလေးနာမည်ကဘယ်လိုခေါ်တယ်လဲ ်မေတ္တခံကိုစူးစိုက်စွာကြည့်ပြီးမေးလိုက်သောအဖွားကြီးကိုကိုတက်နိုင်ကဝင်ဖြေလိုက်၏ကျွန်တော်ညီလေးနာမည်က မောင်ခိုင်းလို့ခေါ်ပါတယ်အမေသူနဲ့တူတဲ့မိန်းမကိုအမေဘာမှတွေ့လဲအခုအဲ့ဒီမိန်းမရှိသေးလားကိုတက်နိုင်ကဖြေလဲဖြေမေးလဲမေးလိုက်သည်မရှိတော့ဘူးတားရဲ့ဆုံးသွားချပါပြီရင်နာကြေကွဲစရာဖြစ်နေကို ဆုံးချတာပါဒါထက်ตาလေးအသက်ဘယ်လောက်ရှိပြီလဲဤတစ်ချိန်မှာလဲကိုတက်နိုင်ကပဲဝင်ဖြေလိုက်သည် 20ကြော်ကြော်လေးပေါ့နေပါဦးဒီသားလေးကိုအမေကမေးတိုင်းသားကိုယ်တိုင်မဖြေပဲသားကြီးကပဲဝင်ဝင်ဖြေနေတယ်သားလေးကစကားမပြောတတ်ဘူးလားဟုတ်တယ်အမေညီလေးကစကားတိတ်ဆွန့်ပါလေကိုတက်နိုင်စကားကိုကြားရလျင်ပြီအဖွားကြီးဒီမျက်ရည်တွေတွေကျလာသည်ခုနောက်နေတင့်ခိုင်မခုံးကိုမဝင်မရဲကင်ပြီအောင်မလေးတော်တူလေချင်းတူလေချင်းမမတီများဝင်စားလေရောတလား ရုပ်ရည်လည်းတူ စကားဆုံးအပုံချင်းလည်းတူအဖွားကြီးစကားကိုကြားရသောအခါကိုတက်နိုင်သည်ထာယာမရုပ်တရက်ထားလိုက်မိသည်အဖွားကြီးပြောသောမမသည်မှာသူ့အမေနာမည်နဲ့တူးနေပြန်သည်အမေရည်လေးနဲ့တူတယ်ဆိုတဲ့မိမဟာကျွန်တော်အမေပဲရှိတယ်ကျွန်တော်အမေကလည်းစကားဆော့နေတယ်ကျွန်တော်အမေကိုအမေသိလားအဖွားကြီးကမမသည်ဟုနာမည်ကိုဖွင့်ပြောလိုက်သောအခါကိုတက်နိုင်သည်မျှော်လင့်ခြင်းကြီးစွာဖြင့် သူ့အမေအကြောင်းတစိမ့်တဒေတာကိုဖွင့်ပြောပြီးမေးလိုက်သည်ကိုတန်းနိုင်စကားကြောင့်အဖွားသည်မေတင့်ခိုင်ပကုန်းကိုကင်ထားသောလက်ကိုယုတ်လိုက်ထို့နောက်ကိုတန်းနိုင်မျက်နှာကိုတည်တည်ချာချာကြည့်သည် မျက်လုံးပြုလူနီးပါစူးစူးဆိုင်ဆိုင်ကြည့်ပြီးတားနာမည်ကဘာလဲဟုမေးလိုက်သည် ကျွန်တော်နာမည်တတ်နိုင်ပါဦးတက်မောင်ဒေါ်တီတီရက်တာဟုဖြေးလိုက်သည်တွင် အဖွားကြီးသည်တားလူလေးကိုတန်း ဟုဆိုကကိုတက်နိုင်ကိုဖက်ပြီးငိုလေတော့သည်အီများဆိုလျင်ပင်ကိုတက်နိုင်သည် အဖွားကြီးဖိတ်ခေါ်ရာကို အလင်းအမြန်လိုက်သွားပြီစကားအေးအေးဆေးဆေးပြောမှအကြောင်းဆုံးပေါ်တော့မည်ကိုတွေးမိသည်သူတို့တွေကိုဆိုင်ထဲတွင်ရှိနေသောအခြားလူတွေကပါကြည်ကြချူးကြပြီဖြစ်သောကြောင့်ကြာချိန်နေ၍မကောင်းတော့ချေအဖွားကြီးကို ကိုတက်နိုင်ကဖေးမှပြီကဲအမေတို့အိမ်ကိုတွားရအောင်အိမ်ရောက်မှကျွန်တော်တို့အကြောင်းဆုံးပြောပြကြရအောင်အမေ ။ဥဆိုကသူတို့သုံးယောက်အဖွားကြီးအိမ်ရှိရာမြို့စုံသို့လိုက်လာခဲ့ကြသည်။အေးစေးတိတ်ဆိတ်သောရှောင်းဝိုင်းကလေးနှင့်တက်ရက်သောတထက်အိမ်ငယ်ကလေးကိုရောက်လာကြသည်။အဖွားကြီး၏တူဦးဆိုသူမှာစကံနှဲနှုံနေ၍အေးစေးတိတ်ဆိတ်စွာနေတတ်သူဖြစ်သောကြောင့်သူကြီးတော်နှင့်ပါလာသောဧည့်သည်တွေအတွက်မိသူ့မှာအနှောက်အယှက်မဖြစ်ချေ။ရှောင်းဝိုင်းလေးတဲ့ကတက်မလာပဲသူ့ကြက်တွေနဲ့သူအလုံးရှုံနေသည်။ အိမ်ပေါ်မှာထိုင်နေကြတော့အခါသူတို့ကပင်မမေးကြရသည်အဖွားကြီးကစကားဆပြောလိုက်သည်လူလေးကိုတက်အမေဖွဲ့ပေးထားခဲ့တဲ့မမတီဓာတ်ပုံကို တွေ့ခဲ့သေးလားထဝကားမှာကိုတက်နိုင်သည် သူ့အထင်းတော်ကြီးဖြစ်နေကြောင်းကို မထင်မဲမမျော်လင့်မဲတိလိုက်တွေ့မြင်လိုက်ရတော့အခါစန္တဝါဝဖြင့်ဘဲဥအစချမရသလိုဖြစ်နေသောသူကိစ္စကြီးအတွေ့လမ်းမှန်ကိုပြပေးမဲ့သူဖြစ်ကြောင်းတိလိုက်ရသည်ကတကြောင် သူငယ်ချင်းကနောက်ဆုံးခွဲခွာကာနီးမှာကြေကွဲဝမ်းနေစာငိုကြွေးမှားသွားသူဖြစ်တော့ကြောင်းတကြောင်းရှေးဖြစ်ကိုပြန်တွေးကဝမ်းနေဝမ်းသာစိတ်ဖြင့်အမေကျွန်တော်ကိုထိန်းပေးထားတဲ့အမေဟုလေးလေးနက်နက်ခေါ်ကအထင်းတော်ကြီးဤရင်ခွင်မှာမျက်နာအပ်ပြီးခလေးတပွဲငိုကြွေးလိုက်မိလေသည်အထင်းတော်ကြီးဒီကိုတတ်နိုင်ကိုငယ်ချင်းကသူ့ရူးရထိန်းချောင်းခဲ့ရတယ်လို့ ကိုတန်းနိုင်ဦးကောင်းကို သူ့ရင်ခွင်မှာယူရစွာပွေဖက်ထားပြီးသူပါရောရွေ့မူလိုက်သည်ထို့နောက်ကိုတန်းနိုင်က အထင်းတော်ကြီးရင်ခွင်မှာခွာက မျက်ရည်တုပ်လိုက်အထင်းတော်ကြီးကမေးလိုက်သည်မမတီနဲ့တူတဲ့ဟောဒီသူငယ်လေးရဲ့ဟောဒီတူမောင်ရဲ့ကကိုတန်းနဲ့ဘလို့ပတ်သက်တဲ့သူတွေလဲကွယ်သူတို့ရှိမှ အမေနဲ့ကိုတက်တို့နောက်ကျောင်းရသဝင်ကို မကွယ်မဝက်ပြောလို့ဖြစ်ပါမလားကြေကွယ်ွယ်တွေ့မြင်နေရတော့ကိုတက်နိုင်နေ အဖွားကြီးတို့ကိုစိတ်မကောင်းစွာဖြင့်ညင်သက်စွာကြည့်နေကြတော့တင်မောင်အေးနှင့်မေတင့်ခိုင်တို့ကိုအဖွားကြီးကစူးစမ်းသောစိတ်ဖြင့်မေးလိုက်သည်ပြောတာပြောပါအမေသူတို့နှစ်ယောက်ကစိတ်ရှားရပါတယ်တားရဲ့တငယ်ချင်းတွေလားမမတင်နဲ့တူတဲ့သူငယ်ကလေးကိုတားကညီလေးလို့ပြောခဲ့တယ်ဟုတ်လားဘလို့တော်တဲ့ညီလေးတယ်ကွတားနဲ့အမေခွဲခဲ့တဲ့အချိန်တုန်းကအကူရောမမတီရောမရှိတော့ဘူးလေအကူနဲ့မမတီတို့ကမွေးခဲ့တာ ကိုတက်နိုင်တယောက်ပဲရှိခဲ့တာပဲအဖွားကြီးကစိတ်ဆက်စွာပြန်မေးသည် အော်အမေရှင်းသွားအောင်ကျွန်တော်ပြောပြပါမယ်ဟောဒီတင်မောင်အေးဆိုတာကကျွန်တော်အပေါ်မှာညီကိုရင်းလို့တိတ်ကောင်းပြီးကျွန်တော်ကိုအကူအညီတွေအများကြီးပေးခဲ့တဲ့တငယ်ချင်းမိတ်ဆွေကောင်းတယောက်ပါဟောဒီညီလေးဆိုတာကကျွန်တော်လိုပဲမိဘမရှိအားကိုးတရာမရှိလို့တိုင်ပင်ပေါ်တိုင်ပင်ပဲရအောင်ညီအဖြစ်နဲ့ကျွန်တော်မွေးစားထားခဲ့တာညီအရင်လိုပါပဲအမေ ပြောကြရချင်းရင်မကွယ်မကွယ်ပြောနိုင်ပါရဲ့ကိုတက်နိုင်ကမေတင့်ခိုင်ကိုဥပခိုင်တမီးဟုမပြောဘဲထိန်ချန်ထားလိုက်သည်ဥပခိုင်ကိုကောင်းကောင်းသိနေခဲ့သောအထင်းတော်ကြီးသည် မေတင့်ခိုင်ကိုဥပခိုင်တမီးဖြစ်ကြောင်းသိသွားလျင်ဥပခိုင်နှင့်ပတ်သက်သည့်အဖြစ်မှန်ကို ပြောလို့မီမဟုတ်ဟုကိုတက်နိုင်ကတွေးမိသည်မေတင့်ခိုင်အနေဖြင့်အထင်းတော်ကြီးထွက်ခွာသွားသည့်အချိန်ကလူပြေကိုပင်မရောက်သေးသောကြောင့်ကိုတက်နိုင်နှင့်အထင်းတော်ကြီးတို့ဘာဖြစ်ခဲ့သည်ကိုမသိချာပေ တင်မောင်အေးကမူသူမိဘတွေပြောကြကားရာအတော်အသင့်တည်ပြီးဖြစ်သောကြောင့်တင်မောင်အေးကိုလျှို့ဝှက်ရန်မလိုဟုကိုတက်နိုင်ကယူဆသည်ကိုတက်နိုင်စကားကြောင့်အထင်းတော်ကြီးသည်တင်မောင်အေးနှင့်မေတင့်ခံကိုစိတ်ချသွားသည်ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆ iam မကြီးမဝင်းမြင့်ရေးသားသောတိရိစန္ဒာဒေဝီလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းခြားအနေနဲ့စီစဉ်တဆက်ခြင်းကိုဒီမာရင်ခေတ္တခဏယနာထားခွင့်ပြုပါခင်ဗျာအချိန်သေးပြီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။